အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆ iam မက်ရီမွန်ကြုံပြောရေးသားတဲ့အနိုင်မဲ့ရဝန်းဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ကျမကတော့စာဖတ်သူနန်းတိန်ကြီးဖြစ်ပါတယ်ခလေးပကတ်မကျိုးစာကိုကင်ရင်အိမ်နေရှာသည့်အမေကိုကြည့်ကကျမရင်မှာစိုးနေသွားရသည်စင်စင်ကျမသမီးလေးအိပ်ပျော်သွားအောင်ချောတိတ်ပြီးပကတ်လွှဲပေးနေရင်မှာ အမေကိုယ်တိုင် အိပ်ပျော်သွားခြင်းဖြစ်သည်တကယ်မှလည်းဒီရက်ထဲ၌အမေအတော်ပင်ပန်းသည်ဒီရက်ထဲဆိုသည်မှာထက်ကျမအမေအိမ်သို့ပြန်ရောက်သည့်နေ့မှစ၍အမေတွင်ပင်ပန်းမှုများစတင်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည် အမေက သူ့ကိုယ်သူပင်ပန်းသည်ဟုမယူဆသူ့ထံမှသို့ပြန်လည်ရောက်ရှိလာခြင်းကိုပင်အလွန်ဝမ်းသာပီတိဖြစ်နေရှာသည် ကျမအပြင်ကျမသမီးလေးပါ အစ်စ်ပါလာပြန်သည်မို့အမေမှာတားချေမြီးအနှစ်ဆိုသောစကားတိုင်းကျမသမီးလေးကို သူ့လက်ထဲကမချရနိုင်အောင်မင်းအမြဲချီပိုးထားလေရှိသည် သမီးလေး၏မျက်နှာကိုလည်းမကြာခဏတရှုံရှုံနှမ်းရှာသည်သမီးဘာမှအာမငယ်နဲ့နော် အမေစီရောက်လာပြီပဲဘာကိုမှမတွေးနဲ့စိတ်မကောင်းစရာကိစ္စတွေကိုခေါင်းထဲရဖဲ့ထားသမီးရဲ့ဟောဒီကမြီးလေးရဲ့အမေရဲ့ဒါပဲရှိတာပဲကွယ် မေမှာခွန်အားတွေရှိပါသေးတယ်။တမီးတို့ကိုလှုပ်ကျွေးနိုင်ပါတယ်။အသက်60တွင်းအရွယ်ရှိအမေက သူ့ကိုယ်သူ လူကြီးလို့မထင်လူလက်ပိုင်းရွယ်ဟုပင်ထင်ထားသလားမသိ။သို့မဟုတ် ကျမတို့သားမီရောက်လာ၍အင်အားများ ပြန်လဲတက်ကြွလန်းဆန်းလာခဲ့သလားမသိ။တို့ရာတွင် အမေမျက်နှာပြင်၌ဇရာမျက်နှာဖုံးစွထားပြီးမှတိတိတသာတွေ့မြင်ရသည်။တနည်းအားဖြင့်ပေမန်းဆင်းရဲမှု၏ တန်ရာတန်ချံအမတ်သားများဟူ၍လဲပြော၍ရသည်တကယ်တမ်းမှာလဲအမေဘဝကတသက်လုံးဆင်းရဲပင်ပန်းခဲ့ရသည်ဒီနေ့အထိအမေဘဝကဆင်းရဲပင်ပန်းမှုနှင့်မလွတ်သည်ကျမလူလားမြောက်လာသည့်အချိန်တွင် အမေသည်ဆင်းရဲပင်ပန်းမှုမှလွတ်မြောက်ရမည်မှန်တော်လဲကျမ၏လွယ်မှားမှုများကအမေကိုဆင်းရဲပင်ပန်းမှုတရုပ်ဆောင်အဖြစ်ဘဝဇက်ခုံမှာဖန်တီးပေးခဲ့ခြင်းဖြစ်သည် ခြံရန်းဆိုသောတန်နှင့်တူအမေအိတ်ပြောနေသည်မို့အမေကိုခွာကျော်သွားရမည်ဖြစ်နေသဖြင့်အမေအိတ်ပြောရာဘေးမှကက်၍သွားလိုက်ရာဇပွဲစုံးနှင့်တိုက်မိပြီးဇပွဲပေါ်တင်ထားသည်ဖန်ကွက်အောက်ကျ၍ကွဲသွားသည်ဖန်ကွက်ကြာကွဲတန်ကြောင့်အမေအိတ်ပြောနေရာမှလန်နိုးလာသည်ခေါင်းထောင်ထိုင်ရင်ဘေးပြီကြည်ရာ ကျမကိုတွေ့သွားသည်တမီးပြန်လာပြီလားဘယ်တော့မှပြန်ရောက်လဲအမေလည်းမြေးမကိုချော့တဲ့ရင်ခဏအိပ်ပြောသွားတယ် တမီးခုပဲရောက်တာပါအမေအိပ်ပျော်နေတာနဲ့အဝတ်စားလဲဖို့အမေဘေးနားကကပ်ပြီးအခန်းထဲဝင်တာစပွဲကုန်နဲ့တိုက်မိပြီးဖန်ခွက်လိမ့်ကြသွားတာအမေအိတ်ချင်ရင်ပြန်အိတ်လေတမီးပြန်ရောက်ပြီပဲမရိတော့ပါဘူးတမီးရေတော်ကြရင် အမေဈေးထွက်ရတော့မှလေဩဒါနဲ့တမီးရောအဆင်ပြေရဲ့လားအမေစကားကြောင့်ကျမအမေကို ကြည့်လိုက်ရင်မှရင်ထဲမှာဝမ်းနေကတက်ပြင်းရှည်ကြီးအားချလိုက်မိသည်အမေကလည်း ကျမကိုအ깨ခတ်ကြည့်နေသည်မို့ကျမစိတ်မကောင်းဖြစ်သွားပုံအားတိသွားဟန်ရှိသည်။တမိအမေကအလုပ်ကြောင်းမိတာတခြားမတွေးနဲ့နော်။အလုပ်မရလဲတမိဘာမှအားငယ်စရာမရှိဘူး။တမိတို့သားမိနှစ်ယောက်ကိုအမေတသက်လုံးကြွေးထားနိုင်ပါတယ်။ငါတမိနဲ့ငါမိကပဲအမေအနားမှာတသက်လုံးနေသွားဖို့အရေးကြီးတာပါ။ကဲကဲအမေဈေးထွက်ဖို့ပြင်လိုက်အောင်မယ်။တမိထမင်းစားဖို့ဇပွဲပေါ်မှာအားလုံးအစင်းနဲ့ပြင်ထားတယ်။မြေးမလေးအိယာကနိုးလာရင် စားဖို့မဟုတ်ထုတ်လေအမိဇပွဲပေါ်မှာတင်ထားတယ်သမီးအမေကပြောပြောဆိုဆို ကျမအနီးမှထားထွက်သွားကဈေးထွက်ရန်ပြင်ဆင်နေသည် နာဤကလည်းနေ့လေတစ်ချက်တီးရန်တာဆူနေသည်နေ့စဉ်နေ့လေတနာဤထိုးသည်နှင့်အမေ၏အကျော်ဆိုင်လုပ်ငန်းစားသည်အမေအကျော်တဲသည်လမ်းထိပ်ကလမ်းမကြီးတစ်ဖက်မှာရှိသည်ခဏကြာတော့အမေဈေးပန်းခေါင်းမော်တင်ကဈေးထွက်ရန်လမ်းထိပ်သို့ထွက်သွားသည် ကျမသည်ထွက်သွားသောမေဤကျောပြင်ကိုငေးကြည့်နေရင်းမှအတွေ့ထဲတွင် အတိတ်ကာလတစ်ခုစီကို ရောက်သွားသည်။သမီးစာကြိုးစားတယ်နော်။သမီးမှာဖေကလည်းမရှိတော့ဘူး။ဒီလောကမှာအမေနဲ့သမီးနှစ်ယောက်တည်းရှိတာ။ပြီးတော့အမေတို့ကဆင်းရဲတယ်။အဲ့ဒီဆင်းရဲတွင်ကလော့အောင်ငါသမီးခေတ်ပညာတတ်မှဖြစ်မှာ။ငါသမီးပညာတတ်ကြီးဖြစ်ရင်အရာရှိကြီးလုပ်ပြီးသမီးနဲ့အမေနဲ့ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နေရမှာသမီးရဲ့ စာကိုကြိုးစားတယ်နော်တမီအမေကကျမကြောင်းသွားမိအချိန်တိုင်းနေ့စဉ်ဆုံးမစကားပြောပြီးမှဟိုဘိုးကို ပေးလေရှိသည် ကျမအဖေက ကျမငါးနှစ်အရွယ်မှာပင် ဆုံးမသွား၍ကျမမှာတူးသေးသောတမီဖြစ်ကအမေမှလည်းငငယ်ရွယ်ရွယ်နှင့်မုတ်ဆိုးမှဖြစ်ခဲ့ရသည် ထိုစဉ်မှစ၍အမေမှအကြော်ရောင်ပြီး ကျမ၏ကြောင်းစည်းနှင့်တားမိနှစ်ယောက်၏စာဝတ်နေရေးကိုရှာဖွေခဲ့သည် ကျမ၏အဖေမှာပညာနည်းပါး၍သူတစ်ပါးဤဆိုင်ကအားအငားနေရတော်လဲအမေနှင့်ကျမအားမျက်နာမငယ်ရအောင်ထားခဲ့သည် အဖေနှင့်ပတ်သက်၍ကျမမက်မက်တတသတိရနေသည်မှာကျမလေးနှစ်သမီးအရွယ်ကတကြံရက်အတွင်းအဖေသည် ကျမနှင့်အမေအားဆိုင်ကားပေါ်တင်၍ကျမတို့နေထိုင်ရာမြို့ကိုပတ်၍ရေပက်ခံထွက်ခြင်းဖြစ်သည် ထိုစဉ်ကကျမမှာ ခလေးပီပီလွန်စွာပျော်ရွှင်ကြည်နူးမိခဲ့သည် နောင်နှစ်တကြံမှလည်းအဖေဆိုင်ကားဖြင့်တကြံလေးမီဟုစိတ်ကူးနှင့်ပျော်ရွှင်မှုများမှာအဆုံးမတက်ခဲ့ကြီးတကြံရဲ့မတိုင်မီကလေးမှာပင်အဖေတရားအုံနောက်နှင့်အာယုံကျော်ယောဂါဖြင့်ရုတ်တရက်ကွဲလွန်သွားခဲ့ရှာသည်ထိုစဉ်ကအမေအသက်ရွယ်ငယ်သေးသည့်အပြင်ရုပ်ရည်ယူပကမှာလှပပြိုးမြင့်နေသေးသည်ဖြစ်ရာအမေကိုလက်ထက်ရန်ကန့်လှန်းသည့်ယောက်ျားများပြားရှိခဲ့ဘူးသည်အမေအနည်းဖြင့်ကျမကိုငဲကွက်ကား အကျော်တရားဖတ်၍ဘဝခရီးကိုတားမိနှစ်ယောက်တည်းလက်တွဲလျှောက်ခဲ့သူဖြစ်သည်ဟဲ့တမီးညီခုလိုတယောက်တည်းနေသွားတော့မလားအိမ်အောင်ပြုဖို့မစင်းစားတော့ဘူးလားငငယ်ရွယ်ရွယ်မုံဆိုးမှဆိုရင် လူမလေးစားဘူးတမီးရဲ့အမေကလည်းတို့မလေးစားတဲ့နေပေါ့တမီးကကောင်းရောင်းကောင်းဝယ်လှူစားနေတာပဲပြီးတော့တမီးမွေးထားတာကတမီးမိန်းကလေးပထွေးရဲ့စူပူချိန်မှောက်မှုတွေကိုတမီးလေးကိုမခံစားစေခြင်းမူဒီတိုင်းနေတာပဲကောင်းပါတယ် တော့ကြထိုင်နေရင်ကောင်းတာထသွားမှကျိုးမန်းသိဆိုရင်မခက်ဘူးလားတန်ရောစင်ဆိုတာမထားတာကောင်းပါရဲ့ထားရင်တွေ့တတ်တယ်အမေရဲ့သမီးမှဒီသမီးလေးတယောက်နဲ့တည်းလုံလောက်ပါပြီအမေနဲ့ဘွားတို့ပြောဆိုနေတဲ့ကိုကျမကြားနေရရင်ဖြင့်ကျမအပြူဘွားရောက်ခဲ့သည် အမေသည်ကျမဘွားဤအဖေလဲဖြစ်အမေလဲဖြစ်ခဲ့သည်ကျမဆယ်နှစ်အောင်သည့်အချိန်ကကျမနှင့်အမေရောဝမ်းတာလုံး၍သမီးနှင့်အမေ ဖက်၍မျက်ရည်ကျခဲ့ကြသည်ထိုနေ့ကအမေသည် ကျမအားမှတ်မှတ်ထင်ထင်စကားတခွန်းဆုံးမခဲ့သည်တမီးခုဆိုရင်တမီးကပညာတတ်ကြီးဖြစ်ဖို့လက်တကမ်းမဲ့လို့တော်တယ်မကြခင်မှာပဲဘွဲ့ဒီဂရီတွေရလာတော့မှာဒီတော့တန်ရောစင်ဆိုတာကိုမတွင်ညိမိစီနဲ့တမီးအဲ့ဒီတန်ရောစင်ဆိုတာကို ကိုကတတိတရားနဲ့ကြည့်မိတာနဲ့ညှိသွားတတ်တယ်တမီးတန်ရောစင်ရဲ့သဘောကတွယ်မိရင်ညှိပြီးညှိရင်လည်းတွယ်ပက်ရင်းနှောင်တတ်တယ်တမီး ပညာရှာနေတော့မှအဲ့ဒီတယောစင်ဆိုတာကိုတမီဘေးဖယ်ထားနော်ကြားလားအင်းမမေရဲ့တမီမှာအမေကလွဲပြီးတယောစင်ထားစရာမရှိပါဘူးအမေကိုချစ်နေရတဲ့တယောစင်ကြောင့်တမီရင်ထဲမှာတယောစင်ဆိုတာလုံးဝမကြံ့တော့ဘူးဆိုတာအမေယုံမှာနော်ငါတမီကတော့တကယ်ကိုအပြောကောင်းပဲအင်းအမေနဲ့တမီနှစ်ယောက်တည်းရှိတာငါတမီပြောတာကိုမှအမေကမယုံရင်ဘသူ့ကိုယုံရမှာလဲဟာဟာယုံလိုက်ပါမယ်ရှင်ယုံလိုက်ပါမယ်အမေနဲ့ကျမ ကြည်နူးပျော်ရွှင်နေခဲ့ရသောထိုစဉ်ကနေဆွဲများသည် နောင်အခါမိနိုင်ရက်သည်ဒိုင်ယာရီဟောင်းများဖြစ်လိမ့်မည်ဟုကျမထိုစဉ်ကမတွေးမိခဲ့ကြီကျမစီးပွားရေးတက္ကသိုလ်ရောက်ပြီးဒုတိယနှစ်မှာသူနှင့်မမျှော်လင့်မဲစုံစည်းခဲ့ရသည် သူဆိုသည်မှာဒသနိကတန်းမှဒုတိယနှစ်ကျောင်းသာကိုမျက်ကြော်ဟင်းဖြစ်သည် ကျမနှင့်မေဂျာတူအတန်းသူတငယ်ချင်းများများရည်သည် ကိုမျက်ကြော်ဟင်းနှင့် တနေရဲသားတငယ်ချင်းများဖြစ်သည်မွန်ပြည်နယ်တောင်စောနယ်သားကျောင်းနေပံများဖြစ်ကြသည်ထို့ကြောင့်မြမကြီးနှင့်ကိုမြက်ကျော်ဟင်းတို့သည်ကျောင်းပိရံများတွင်ချင်း၍မြို့ရဲသို့ဈေးဝယ်ထွက်ခြင်းရုပ်ရှင်ကြည့်ခြင်းများပြုကြသည် ထို့အခါမြမကြီးကကျမကိုပါအဖို့ခေါ်လိရှိသည်တခါတည်းရဲ့မြမကြီးကကျမနေထိုင်ရာအိမ်သို့အလေလာလိရှိသည်ထို့ကြောင့်အမေနှင့်မြမကြီးတို့ယင်းဤခင်မင်သွားကြသည် ထို့သောဖြင့်ကျမအားမြမကြီးကခေါ်လင် အမေသည်အမဲခွင့်ပြုခဲ့သည်တနေ့မြို့ထဲဈေးဝယ်ထွက်ရန်မြမကြီးကကျမကိုချိန်သည်ကျမရောက်သွားတော့မြမကြီးနှင့်အတူယောက်ျားတစ်ယောက်ကိုတွေ့ရသည်မြမကြီးသည်ကျမကို ထိုသူနှင့်မိတ်ဆက်ပေးသည်ဖြူနှင့်ဟောရဒိုးမျိုးကတငယ်ချင်းမျက်ကြော်ဟိန်းနဲ့သူကဒက်တနီကစကန်ရပဲမျက်ကြော်သူသူကတော့ဒိုးနဲ့ကလပ်မိတ် ဖြူဖြူနှင်းနဲ့တို့လိုပဲခင်းကြတော့မြမ်းမြီမိတ်ဆက်ပေးပြီးနောက်ပိုင်းចောင်းပိတ်ရက်ပဲမကတော့ចောင်းဖွင့်ရက်များမှာပါကိုမျက်ကြော်ဟင်းတယောက်ကျမတို့စီးပွားရေးတက္ကသိုလ်ဘက်ခြေဦးလှည့်လာတတ်သည်ကျမကအမေပြောသည့်တန်ရုံးစဉ်ကို တွေ့မိမှဆို၍တည်တည်ချာချာပဲမကြည့်ခဲ့တို့ရတွင်တန်ရုံးစဉ်ကကျမနှလုံးသားတွင်ဘယ်လိုပဲပုံကြီးတွေ့ခဲ့သည်မှန်မတွေးတတ်တော့ချစ်တလားဆိုသည့်စကားကို နှုတ်ဆက်ငြိမ်သက်ပြီးခေါင်းခါဖို့မိနေခြင်းကတရားဝင်ချစ်သူဖြစ်မှန်းမသိဖြစ်သွားကြတော့သည်ချစ်သူရင်ဝင်နေသူပထမဦးဆုံးဆောင်ဝင်စဉ်ကနှလုံးခုန်တော့မြန်လွန်းနေတော့လေလက်ချောင်းဆဲကြောင်းခြေတွက်ပြီးချိန်မှာတော့နှွေးထွေးမှုตาရကြည်နူးမှုတို့စုံစည်းရသည်ချစ်သူရင်ဝင်ဟု၍လက်ညှိုးထောင်ရန်ရဲရင်လာသည်ထိုရဲရင်မှုများကတကြိမ်တစ်ခါမျှအလေးညာစကားမသုံးမိခဲ့တော့ အမေအပေါ်တွင်အကျိများစွာလိန်ညာတက်လာသည်ရခင်ကကျောင်းပိတ်ရများတွင် အမေကိုဝိုင်းကူညီလောက်ကန်ပေးလီရှိသည်ကိစ္စများကို တစတစလစ်လျူရှုထားနိုင်ခဲ့သည် အမေကိုပါမိထားနိုင်ခဲ့ပြီးချိန်တွင်ချစ်သူမျက်ကြော်ဟင်း၏တာယာချိုများသောစကားသံနှင့်ဆွဲဆောင်မှုအပြည့်ရှိသော မျက်နှာလေးကို အမြဲမြင်ခွင့်တွေးခွင့်ရရည်အတွေးများကသာတဖြည်းဖြည်းကြီးဆိုလာသည်ဖြူနှင်း ကိုတို့ကြောင်းပြီးတာနဲ့လက်ထက်ကြရအောင်နော်ကိုရဲ့ဖြူနင်းတို့တွေကိုမိဘတွေကိုတနည်းလောက်လုံးကျွေးလိုက်ရအောင်ပြီးမှဖြူနင်းရဲ့ကိုကတော့ဖြူနင်းနဲ့အမြန်ဆုံးနှီးကျင်နေပြီခုတော့ကြောင်းမပြီးသေးလို့မနေ့တီးခံပြီးစောင့်နေတာကို့ကိုတနာပါဖြူနင်းရဲ့နော်ပြီးတော့ကိုကကိုမိဘတွေကိုဖြူနင်းအကြောင်းဓာတ်ပုံပြပြီးတော့ပြောထားပြီးနေပြီ ကို့ကိုယုံပါနော်ချစ်သူစကားချိုးတကားလားဆိုသည့်စကားပမာ ကျမချစ်သူမြတ်ကျော်ဟင်းဤစကားတန်များက ကျမနာဝမှာတကယ်ကို ချိုးဤနေခဲ့သည်ချစ်သူပြောသည့်စကားအတိုင်းကျမခေါင်းညိတ်လက်ခံမိသည်သာငင်းဆန်မှုမကြိုးစားခင်အချိန်နှင့်ရရက်ကြောင့်ပင်ကြောင်းပီးပြီးချင်းချစ်သူနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့သည်အမေကိုတော့ကျမမိထားခဲ့ပါသည်ချစ်သူဤတန်ရောစဉ်ချစ်ချင်းကသာအကြီးမားဆုံးသောအင်အားဟူ၍ကျမယုံကြည်လက်ခံနေခြင်းက အဓိကဖြစ်သည်။ကျမ၏အဖွာကျမတို့နောက်လိုက်လာပြီးကျမကို အနှံ့ရေးနှင့်မင်္ဂလာဆောင်ရန်ကိစ္စစီစဉ်သောအခါမှအမေအကြောင်းကို အဖွာထံမှသိခဲ့ရသည်။ဒီတော့မှအမေကိုတရိရသွားသည်။အမေပြောခဲ့သောတန်ရောစဉ်ဆိုသည့်စကားအားမှတ်သားထားခဲ့ပေမဲ့တကယ်တမ်းတန်ရောစဉ်ဤတွဲပတ်ခြင်းမှကျမရုံးမထွက်နိုင်ခဲ့ပါလေ။ညီအမေခင်ဗျာတနာစီရပါ၏။ညီကိုချစ်လဲချစ် အားလဲကိုးထားပုံရတယ်။ညီတို့အခုလိုဖြစ်သွားတဲ့သတင်းလဲကြားရော စိတ်ရောလူရော ပြုတ်ကျသွားလိုက်တာ။ဈေးုံတော့တင်လိုက်ရတယ်။အခုတော့နည်းနည်းတက်တာသွားပါပြီ။အမေအကြောင်းသိရ၍စိတ်မကောင်းဖြစ်ကမျက်ရည်စီးကြခဲ့ရတော့လဲတခဏပင်ဖြစ်သည်။ချစ်သူဤအီပြုံးအထွေးပွေများကြားတွင်ရုံမထွက်နိုင်အောင် ရှိခဲ့ပြီးမို့အမေနဲ့အမေအိမ်အားဝေးသွားခဲ့ရသည်။အမေဘလို့ရုံးကန်နေလဲ။ကျမ်းမာကြီးကောင်းရဲ့လား။ စားသည့်အမေးများကို တခါတရံဖုံးဆက်၍မေးမြန်းရတော့လေတောင်စုံးမှရန်ကုန်သို့တခေါက်မြပဲမရောက်ဖြစ်ခဲ့ခြင်း။ကျမသမီးလေးကိုမွေးတော့အမေတောင်စုံးသို့တခေါက်လိုက်လာပြီးတလာကြနေထိုင်ပြုစုပြီးမှရန်ကုန်သို့ပြန်သွားရှာသည်။တကယ်တော့အမေသည်ကျမကိုစွန့်လွတ်လိုက်ရ၍နာကြီးမုန်တီးနေမည်ဟုထင်ရတော့လေအမေဤမြတ်တာစိတ်ကမိခင်တို့ဤနှလုံးသားအတိုင်းအမြဲပြုစင်လျက် ခယူနာကျင်နာဝေဝေဖြဖြာပင်ရှိနေခဲ့သည်တာသမီအပေါ်အမုံမထားသောနှလုံးသားပိုင်ရှင်တို့မှမိခင်များသာဖြစ်မှန်းကျမသမီးလေးအပေါ်ချစ်ချင်းနှောင်ဖွဲ့မိတော့မှတရိထားမိလာသည်တို့ရတွင်ချစ်သူမျက်နာတရွာထင်ခဲ့မိသောကျမအနေဖြင့်အမေနှင့်နီးစပ်ရန်အကြောင်းမဖန်ခဲ့ပေတခါတရံတွင် လောကသည်ငြိမ်သက်စွာဖြင့်ပြောင်းလဲခြင်းအသည့်များကို ဖန်တီးလေရှိသည့်အတိုင်းပင်ကျမတို့အိမ်တော်ရေးတွင်သို့ဖြိုးဝှက်စွာဝင်ရောက်၍ချစ်ချင်းဖွဲ့ဇက်သိန်းခန်းစတင်ဖန်တီးခဲ့သည်။ကိုမြတ်ကျော်ဟိန်းနှင့်သူ၏မိဘများကကျမကိုသူတို့နှင့်တမ်းမတူသည့်သဘောထားကနှိမ့်ချဆက်ဆံလာကြသည်။ဒီထက်ပိုဆိုးသည်ကကိုမြတ်ကျော်ဟိန်းသည် သူနှင့်လှုပ်ဖော်ကင်ဖက် အမျိုးသမီးတဦးနှင့်လည်းပဝန်းကျင်မှ အထင်မြင်လွဲမှသည့်အထိတွဲလာသည်။ဒီမှာ မင်းမယုံတော့ငါဘာမှရှင်းပြစရာအကြောင်းမရှိဘူး။ငါ့ကိုမယုံရင်မင်းငါ့ကိုကွဲလိုက်။ငါတော့ဒီတိုင်းပဲနေမယ်။ဘယ်တော့မှပြင်မှာမဟုတ်ဘူး။မင်းကိုမင်းစဉ်းစားကိုဘကိုနားလေ။တချိန်ကအသေးနဲ့အောင်ချစ်လာပါသည်ဆိုတော့ချစ်သူမှဟုတ်ပါလိမ့်စား။တန်တရာဖြစ်ပွဲစကားများကကျမနာဝမှာဘုံကွဲတယ်လို့ခံစားခဲ့ရသည်။သူမိဘများကလည်းတာအတိုင်းဆိုသည်။ကျမကိုခယူမထားကြတော့ဥပိ္ပခာပြုကြသည်။ ကျစ်သူဤစွန့်ပယ်ခဲ့ခြင်းခံရသော အပေခံဘဝရောက်နေသည့်ကျမကို အမေသည်ဥပိ္ပခာမပြုတ်ရက်သည့်အပြင်စီးကြိုကသူဤရင်ခွေ၌နှွေးထွေးစွာ ထွေးပွေဖတ်တွေထားခဲ့သည် အမေဤကျမပေါ်ထားရှိသောမေတ္တာတန်ရောစဉ်ကြီးမားမှုတို့ကအနိုင်မဲ့ပင်ဖြစ်သည်ကျမကိုချစ်ခဲ့ကြသူတို့ဤတန်ရောစဉ်သည်ကျမအမေဤတန်ရောစဉ်အစုံးလေးမျှသာရှိသည်ကိုကျမသိလိုက်ရပါသည် တကယ်တော့ကျမခိုးဝင်နားခူရာ အချိန်မရွေးပြန်လည်နားခူရာ အကောင်းဆုံးသည် အမေဤအဖြူစင်ဆုံးအနှိုင်းမဲမေတ္တာရဲ့ဝန်တစ်ခုပင်မဟုတ်ပါလားနားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်